စစ်ကောင်စီတပ်စခန်းတွေကိုအနီးကမ်းမိုင်းခွဲတိုက်ခိုက်နိုင်ဖို့မောင်းသူမဲအာစီကားကိုတီထွင်နိုင်ခဲ့တယ်လို့မခွေးတိုင်းအခြေစိုက်တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကသိရပါဗျ။စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ရမှာကားအတွင်းဖောက်ခွဲရန်တွေထည့်သွင်းပြီးထိရောက်တဲ့အနီးကမ်းတိုက်ခိုက်မှုမျိုးပြုလုပ်နိုင်မှုနဲ့တိုက်ပွဲအတွင်းတော်လိုင်းအင်အားစုတွေရဲ့လူသားအရင်းမြင်ထိခိုက်ဆုံးရှုံးမှုနေပါအောင်တီထွင်ထုတ်လုပ်ထားတာဖြစ်တယ်လို့တပြည်တော်ပြည်သူ့ကာကွယ်ရေးတာဝန်ခံရဲဘော်ဂိတ်ဆုံးကပြောပါဗျ။ဒီကားတွေကတုံတုံကျကျအသုံးပြုနိုင်မယ်ဆိုရင်ကျွန်တော်တို့ပြည်သွင်းစစ်မှာ လူသားအချင်းအမြင့်တွေကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကဆုံရှုံမှုနည်းတယ်ကျွန်တော်တို့ဟိုလူကျွန်တော်တို့ဟိုအယူဆအရာတော့ပေါ့ဒီတိုက်ပွဲမှာလူသားအချင်းအမြင့်ကိုတုံ့ပြီးတော့ဟို conventional war ပေါ့သူတမျိုးကြတိုက်ပွဲတွေတိုက်တာနဲ့စာရင်ညီပညာကိုအသုံးပြုပြီးတော့ခုလိုမျိုးအာရှီကာတို့ဒါမျိုးပေါ့ရှင်ဘွားစဉ်းစားနိုင်ရင်စဉ်းစားနိုင်တဲ့လောက်ပေါ့ညီပညာအသုံးချပြီးတော့ ိုက်ခိုက်ရေးကိုလုံထိုင်ရင်ကျွန်တော်တို့ဟိုလူသားအရင်းအမြစ်တွေဆုံးရှုံးမှုနည်းတာပေါ့တမျိုးကြတိုက်ပွဲရီထက်ဒီလိုမျိုးဤပညာနဲ့တွားတဲ့တိုက်ပွဲမျိုးလုံနိုင်နေဆိုတော့ကျွန်တော်တို့မျိုးဆက်တွေထိခိုက်မှုနည်းမယ်ဆုံးရှုံးမှုနည်းမယ်ရဲဘော်တွေရဲ့ကိုလဲအင်ကဆုံးရှုံးစွန့်လွှဲရမှုနည်းမယ်ပေါ့ လက်ရှိမှာအင်စီကားအာစီကားတစည်းကိုသာထုတ်လုပ်ထားနိုင်သေးပြီး NUG အစိုးရအပါအဝင်မိဖက်အဖွဲ့အစည်းတွေဘက်ကကုညီထောက်ပံ့မှုရရှိပါက6ပြီး10ပြီးကားတွေအထိမောင်းတူမဲ့ရင်အဖြစ်ဖန်တီးနိုင်ပြီးအစည်းရင်အမြောက်များထုတ်လုပ်နိုင်ကာတိုက်ခိုက်နိုင်မယ်လို့ဆိုပါတယ်မောင်းသူမဲကားကိုဒီထွင်နိုင်မှု6လကြာကြာလှုပ်ဆောင်ခဲ့ရတာဖြစ်ပြီးနီးပညာမြင့်ပစ္စည်းတွေအသုံးပြုနိုင်မှာကမောင်းနေသူမပါပဲမီတာထောင်ချီกว่าဝေးတီမောင်းနေဖောက်ခွဲတိုက်ခိုက်နိုင်မယ်လို့ဆိုပါတယ်အဆိုပါကားတွေမှာ မိုင်းစင်တိုက်ခိုက်နိုင်ဖို့လုံလောက်တဲ့ငွေကြေးရန်ပစ္စည်းကရိယာလိုအပ်ချက်တွေရှိနေသေးတာကြောင့်မဟာမိတ်အဖွဲ့တွေနဲ့တော်လှန်ရေးအပေါ်စိတ်ဝင်စားသူတွေရဲ့ကူညီထောက်ပံ့ပေးမှုတွေလိုအပ်နေပြီးရရှိထားတဲ့ဤပညာကိုတော်လှန်ရေးအပေါ်အမှန်တကယ်ယုံကြည်လောက်ကင်နေတဲ့အဖွဲ့တွေကိုစစ်စစ်ခါဤပညာဖြန့်ဝေသွားဖို့ရှိတယ်လို့သိရပါဗျာ။